ဥရောပကယူကရိန်းဘက်မှာခိုင်ခိုင်မာမာရပ်တည်နေပြီးဥရောပရဲ့ငြိမ်းချမ်းရေးတံပြန်အဆိုပြုချက်အစ်တစ်ခုကိုတင်ပြလိုက်ပြီးတော့ဒါဟာပူတင်ရဲ့အဆိုးဆုံးအိမ်မက်ပါပဲရုရှားဒေသတွေဟာတကယ်တမ်းမှာဒေဝါလီခံနေရပေမဲ့ယူကရိန်းကိုလက်နက်ချဖို့အတင်းအကျပ်လှုပ်ခိုင်းလို့ရမှာမဟုတ်ပါဘူးဒါကြောင့်ပူတင်ကမြန်မြန်ဆန်ဆန်သဘောတူညီချက်ရဖို့နဲ့ယူကရိန်းကလက်လျှော့ဖို့ကိုပဲလိုချင်ခဲ့တာပါဒါပေမဲ့အခုဥရောပရဲ့တံပြန်အဆိုပြုချက်ကယူကရိန်းလက်နက်ချရေးကိုရွေးချယ်စရာလုံးဝမရှိသေးတော့ပါဘူး ရုရှားကလည်းဒါကိုလက်ရှိမှာပဲငင်းပယ်နေပါပြီ။ဒီအချက်ကအမှန်တရားတစ်ခုကိုတတ်သိပြနေပါတယ်။ရုရှားကငြိမ်းချမ်းရေးကိုမလိုချင်ပါဘူး။လက်နက်ချအရှုံးပေးရေးကိုသာလိုချင်တာပါ။ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့အချိန်ကုန်နေတာကပူတင်ပါပဲ။ရုရှားရဲ့စီးပွားရေးအချိန်တွေကနေစလိုက်ရအောင်ပါ။ရုရှားဒေသဆိုင်ရာဗန်နာယီဝန်ကြီးတဦးကပူတင်စတင်ခဲ့တဲ့အထူးစစ်ဆင်ရေးမှာပါဝင်နေတဲ့စစ်သားတွေကိုလာစားပေးချိန်မှုရပ်ဆိုင်းလိုက်မယ်လို့ကြေညာခဲ့ပါတယ်။ရုရှားမှာအချိန်တွေတကယ်ဘလောက်ဆိုးနေတယ်လဲဆိုတာကိုစဉ်းစားကြည့်ပါ။ ်ပူတင်ကဆိုဗီယက်ယူနီယံကိုပြန်လည်တိဆောက်ခြင်းပေမဲ့သူ့အတွက်အသက်ဆုံးနေတဲ့စစ်သားတွေတောင်လာစားမရတော့ပါဘူး။ဒါဟာရုရှားမှာငွေကုန်နေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဥရောပနိုင်ငံတွေဟာယူကရိန်းပေါ်လက်မလျှော်တာဖြစ်ပြီးဒီသတင်းစကားဟာဥရောပရဲ့အကြီးဆုံးစီးပွားရေးနိုင်ငံကြီးတွေစီကနေလာနေတာပါ။ဒီမှာဆိုရင်ဂျာမနီဝန်ကြီးချုပ်ကဒီဆွေးနွေးပွဲမှာအရေးကြီးဆုံးကယူကရိန်းရဲ့အချုပ်အခြာအာဏာကိုမေးခွန်းထုတ်စရာမဖြစ်စေဖို့တေချာစီတာပဲလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့တာပါတယ်။နားထောင်ကြည့်လိုက်ပါ။ ကျွန်တော်တို့ဒီအချက်28ချက်ပါအစီအစဉ်ကိုပြီးခဲ့တဲ့တောက်ကြနေကလေးကတည်ထားပါတယ်ကျွန်တော်တို့နိုင်ငံမထွက်ခွာခင်မှာတမရထရန့်ကိုဖုန်းခေါ်ဆိုခဲ့ပါတယ်အဲ့ဒီအချက်တချို့ကိုတော့သဘောတူနိုင်ပေမဲ့တချို့ကိုတော့သဘောမတူနိုင်ဘူးလို့ပြောခဲ့ပါတယ်ပြီးတော့ဒီနိုင်ငံရဲ့အချုပ်အခြာအနာကိုထိခိုက်စေလို့မရဘူးဆိုတော့ယူကရိန်းနဲ့ကျွန်တော်တို့အပြည့်အဝသဘောတူကြောင်းကိုလည်းပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဂျနီဗာမှာလက်ရှိဖြစ်ပျက်နေတဲ့အလွန်ပြင်းထန်တဲ့ဆွေးနွေးပွဲတွေရဲ့အလဲမှာရောက်ရှိနေပါတယ်ကျွန်တော်တို့ရဲ့မျိုးသားလုံခြုံရေးအကြံပေးတွေအဲ့ဒီမှာရောက်ရှိနေပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေနဲ့ဆွေးနွေးနေကြပါတယ်ဒီဆွေးနွေးပွဲတွေရဲ့ရလဒ်ကဘာဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့မသိရသေးပါဘူးအထောက်ချာအနာကိုတော့မေကွန်ထုတ်လို့မရပါဘူးလို့ဆိုထားပါတယ်ဆွေးနွေးပွဲတွေအကြောင်းပြောရမယ်ဆိုရင်တနင်္ဂနွေနေ့တနေ့ကုန်နိုင်ငံပေါင်းစုံကကိုယ်စားလှယ်အဖွဲ့တွေဟာဆွစ်ဇာလန်နိုင်ငံအထူးသဖြင့်ဂျနီဗာမှာဆွေးနွေးညှိနှိုင်းနေကြတာပါယူကရိန်းအမေရိကန် UK ပြင်သစ်နဲ့ဂျာမနီကတန်တမန်တွေရှိနေကြပါတယ်မနက်ပိုင်းမှာယူကရိန်းရာရှိတွေဟာဥရောပမိတ်ဖက်တွေနဲ့တွေ့ဆုံခဲ့ပါတယ် ီးတော့သူတို့ဟာအမေရိကန်ပြည်ထောင်စုနဲ့အတော်လေးကြာတဲ့ဆွေးနွေးပွဲကိုလုပ်ခဲ့ကြပါတယ်။၁၂နှစ်လောက်ကြာခဲ့မယ်လို့ထင်ပါတယ်။ဒီဆွေးနွေးပွဲတွေဖြစ်နေချိန်မှာဥရောပနိုင်ငံတွေကအမေရိကန်ကိုတင်ပြနေတဲ့တံပြန်ငင်းငင်းရေးအစီအစဉ်အကြောင်းအသေးစိတ်အချက်လက်တွေကိုရခဲ့ပါတယ်။ဒါတွေကိုအသေးစိတ်အချက်လက်တွေကိုမြန်မြန်ကြည့်လိုက်ရအောင်ပါ။ဒီအစီအစဉ်ရဲ့အဓိကအာရုံစိုက်စရာကတော့မူရင်းအစီအစဉ်ကပြဿနာရှိတဲ့အချက်တွေကိုပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။မူလအစီအစဉ်မှာယူကရိန်းစစ်တပ်ကိုအင်အား6သိန်းသာကန့်သတ်ထားမယ်လို့ဖော်ပြထားပါတယ်။ အစီအစဉ်အသစ်ကတော့အဲ့ဒီအရေးအတွက်ကို၈သိန်းဖြစ်တင်ပြီးအဲ့ဒီကန့်သက်ချက်ဟာငြိမ်းချမ်းရေးကာလမှာသာအကျုံးဝင်တင်တယ်လို့ဆိုပါတယ်။ဆိုလိုတာကရုရှားကစစ်ဆတင်မယ်ဆိုရင်ယူကရိန်းဟာဘလို့ကန့်သက်ချက်မျိုးကိုမှလိုက်နာစရာမလိုပါဘူး။သုံးသက်သူတွေအမြင်အရဒီအချက်ကအသိအရေးမကြီးတဲ့အချက်တွေကတခုပါ။အကြောင်းအရာကိုပြောရရင်ဒီစစ်ပွဲမစခင်2022ခုနှစ်မတိုင်ခင်ကယူကရိန်းစစ်တပ်ရဲ့အင်အားဟာ2သိန်းခွဲသာရှိခဲ့ပါတယ်။အခုချိန်မှာတော့9သိန်းဝန်းကျင်ရှိနေပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေးရပြီးရင်ဒီအရေးအတွက်ကိုယူကရိန်းကထိန်းထားဖို့ခက်ခဲမယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိကြပါဗျ။ဒါကြောင့်ဒီအရေးအတွက်ဟာ၄သိန်းကနေ၅သိန်းကျမှပဲအခြေတကျဖြစ်သွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားပါဗျ။ဒါကြောင့်၆သိန်းကန့်သက်ချက်ဟာအဲ့ဒီအရေးအတွက်ထက်အများကြီးများနေပြီသားဖြစ်လို့တကယ်တမ်းကန့်သက်ချက်မဟုတ်ပါဘူး။ဒါပေမဲ့၈သိန်းဆိုတဲ့အရေးအတွက်ကယူကရိန်းကိုပို့ပြီးလွတ်လပ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။အခုဒီအဆိုပြုချက်အစ်စ်ကပြောင်းလဲလိုက်တဲ့တခြားအချက်တွေကိုကြည့်လိုက်ရအောင်ပါ။အထူးသဖြင့်နေမြေအပိုင်းကိုပါ။ မူရင်းစီစဉ်မှာခရိုင်းမီးယားလူဟန်စ်နဲ့ဒိုနက်စ်တို့ကိုအမေရိကန်ပြည်ထောင်စုကပါလက်တွေ့ရုရှားပိုင်နယ်မြေအဖြစ်အသိအမှတ်ပြုဖို့ဖော်ပြထားပါတယ်။ပြီးတော့ကာဆွန်ဇာဘိုရီဇီယားကိုရောရှေ့တန်းစစ်မြေပြင်တိုင်းဆက်ထားမယ်။ပြီးရင်ရုရှားကယူကရိန်းတွင်းမှာထိန်းချုပ်ထားတဲ့တခြားနယ်မြေအလုံးကိုလက်လွတ်ရမယ်လို့ဆိုထားပါတယ်။ဒီအချက်တွေကအလုံးကောင်းပါတယ်။ယူရိုသားသားပြောရရင်ယူကရိန်းကဒါကိုလက်ခံနိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အရေးကြီးတာကနောက်ဆုံးချက်ပါ။ဒီစီဇန်ကဒိုနက်စ်အတွင်းမှာ လက်ရှိထိန်းချုပ်ထားတဲ့ခံတပ်ကွင်းဆက်ကိုလက်လျှော့ဖို့ယူကရိန်းကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီနေရာကိုရုရှားက၁၂နှစ်ကြာသိမ်းပိုက်ဖို့ကြိုးစားခဲ့တာအောင်မြင်မှုမရှိသေးပါဘူး။ဒါပေမဲ့ဒီအစီအစဉ်အရအဲ့ဒီနေရာကိုစစ်မဲ့ဆုံးတစ်ခုဖြစ်လာစေမယ်လို့ဆိုပါတယ်။အဲ့ဒီနေရာဟာနီးပညာရရုရှားပိုင်ဖြစ်ပေမဲ့ရုရှားစစ်သားတွေဝင်လို့မရပါဘူး။စစ်မဲ့ဆုံးတွေနဲ့ပတ်သက်လို့အကြောင်းအရာတစ်ခုပြောပြရရင်တောင်ကိုရီးယားမြောက်ကိုရီးယားစစ်မဲ့ဆုံးဟာအကျယ်နှစ်မိုင်၄မီတာလောက်၄ကီလိုမီတာလောက်သာရှိပါတယ်။လူတိုင်းသိတဲ့စစ်မဲ့ဆုံးပါ။ အခုဒီနေရာကတော့40ကီလိုမီတာ25မိုင်လောက်ကျဲပါတယ်။ဒါကြောင့်စီမံခန့်ခွဲဖို့အလွန်ခက်ခဲတဲ့စစ်မဲ့ဆောင်ဖြစ်လာမှာသိကြပါတယ်။အထူးသဖြင့်ဒီဒေသမှာလက်ရှိမှာအကျိုးဖြစ်ထွန်းပြီးအဖိုးတန်တဲ့ဆက်ယုံတွေအများအပြားရှိနေတာကိုထည့်သွင်းစဉ်းစားရအောင်ပါ။ဒီဆက်ယုံတွေကယူကရိန်းရဲ့ကာကွယ်ရေးနဲ့စီးပွားရေးအတွက်အရေးပါပါတယ်။ဒါကြောင့်ဒီစီဇန်ကဒီဒေသကိုဗလာနက်ထီဇုံတစ်ခုဖြစ်လာဖို့တောင်းဆိုတာကိုယူကရိန်းကလုံးဝမလိုချင်ပါဘူး။ဒါကြောင့်ဒီဥရောပရဲ့တံပြန်အဆိုပြုချက်အသေးအယား နေမြေလဲလှယ်မှုကိုအပြစ်ခတ်ရက်ဆဲပြီးမှသာဆွေးနွေးတင်တယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ရှေ့တန်းစစ်မြေပြင်အတိုင်းအပြစ်ခတ်ရက်ဆဲတင်ပါတယ်။ဆိုလိုတာကရုရှားထိန်းချုပ်ထားတဲ့နေရာကိုရုရှားရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ယူကရိန်းကပျော်ရွှင်သွားခွင့်ပြုပါတယ်။သူတို့ကအတိအမှတ်မပြုဘူး။ဒါပေမဲ့အဲ့ဒီနေမြေကိုပြန်သိမ်းဖို့စိတ်ရည်ကိုအသုံးမပြုဘူးလို့ပြောဖို့တော့ပျော်ရွှင်သွားသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီအပြင်ဘက်ကတခြားဘာကိုမှလက်လျှော့ခြင်းချင်းမရှိပါဘူး။ယူကရိန်းနိုင်ငံရေးစီစဉ်မှာမူရင်းနဲ့ကွဲပြားတဲ့အဓိကပြောင်းလဲမှုနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Ukraine NATO ဝင်ရောက်ရေးကိစ္စပါပဲ။ဘူရင်းစီစဉ်မှာ Ukraine ဟာ NATO ကိုဘယ်တော့မှဝင်ရောက်မှာမဟုတ်ဘူးလို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းရမယ်လို့ပါဝင်ခဲ့ပေမဲ့အခုအဆိုပြုချက်အသစ်ကတော့ Ukraine ဟာ NATO ဝင်ရောက်ရေးကို NATO ဖွဲ့ဝင်နိုင်ငံများကသာဆုံးဖြတ်ရမယ်လို့ပြောင်းလဲလိုက်ပါတယ်။ဒါဟာလက်ရှိ NATO စီမံတိုင်းပဲဖြစ်ပြီးအဖွဲ့ဝင်တိုင်းသဘောတူမှရလာတာဖြစ်တဲ့အတွက် Ukraine ဟာမကြခင် NATO ရဲ့ရောက်လာစရာအကြောင်းမရှိဘူးလို့ယူဆရပါတယ်။အကြောင်းက American Germany နဲ့ ဟန်ဂေရီလိုနိုင်ငံတွေကကန့်ကွက်နိုင်ခြေရှိနေလို့ပါပဲ။ဒါကြောင့်ရုရှားကယူကရိန်း NATO ဝင်လာမှာကိုစိုးရိမ်စရာမလိုပါဘူး။ဒုတိယအရေးကြီးတဲ့ပြောင်းလဲမှုကတော့ဥရောပမှာပိတ်ဆို့ထားတဲ့ရုရှားရဲ့ရန်မုံငွေတွေကိုဘယ်လိုစီမံမလဲဆိုတဲ့ကိစ္စပါ။မူရင်းစီစဉ်ကရန်မုံငွေရဲ့80ရာခိုင်နှုန်းလောက်ကိုအမေရိကန်ဒါမှမဟုတ်ယူကရိန်းကိုပေးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုဖယ်ရှားခဲ့ပါတယ်။အခုအစည်းအဝေးတက်မှာတော့ရုရှားပိုင်းငွေဘီလီယံ100ကိုသာယူကရိန်းစီပေးမယ်လို့ဆိုထားပါတယ်။ ီငွေကြေးများစုဟာဥရောပနိုင်ငံတွေဥပမာဘယ်ဂျီယမ်ဂျာမနီပိုလန်မှာရှိနေတာဖြစ်ပြီးဒီစီဇန်ကိုရေးဆွဲရမှာဥရောပနိုင်ငံတွေကိုလုံးဝထည့်သွင်းတိုင်ပင်ခြင်းမရှိခဲ့ပါဘူးဥရောပနိုင်ငံတွေကတော့ဒီကိစ္စကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်ဂျာမနီဝင်ကြီးချုပ်လိုကောင်းဆောင်တွေကဒီငိမ့်ငယ်ရေးစီဇန်မှာဥရောပပါဝင်ဖို့လိုအပ်တယ်လို့လူသိရှင်ကြားပြောဆိုခဲ့ပါတယ်သူတို့ကဥရောပနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုအကောင့်ထဲပေါ်ရမယ်ဥရောပနိုင်ငံတွေကိုမတိုင်မီမဲမချမှတ်တင်ဘူးလို့တောင်းဆိုခဲ့ကြပါတယ် အထူးသဖြင့် Brussels မှာရှိတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို American C ပေးပို့တာဟာစဉ်းစားလို့တောင်မရတဲ့ကိစ္စလို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဒီစစ်ပွဲပြီးရင်ရုရှားပိုင်ငွေကြေးအလုံးဟာယူကရိန်းရဲ့ပြန်လည်ထူထောင်ရေးအတွက်သာအသုံးပြုတင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ယူကရိန်းအတွက်ရေးဆွဲခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်အစ်တစ်ခုဟာအဓိကအဖြစ်ယူကရိန်းကိုအလွန်အားပေးတဲ့အချက်တွေပါဝင်နေပါတယ်။ဒီအချက်တွေထဲမှာအရေးကြီးဆုံးကတော့ယူကရိန်းကို NATO ရဲ့ပုံမှန်က Article 5နဲ့ဆင်တူတဲ့လုံခြုံရေးအာမခံချက်ပေးမယ်လို့ဆိုထားတာပါ။ ဆိုလိုတာကရုရှားကယူကရိန်းကိုထတ်တိုက်ခိုက်ရင်ဒါဟာနေတိုးကိုတိုက်ခိုက်တာနဲ့အတူတူပဲလို့သတ်မှတ်ပြီးအနောက်တိုင်းမဟာမိတ်တွေအားလုံးလည်းကတုံ့ပြန်ဆောင်ရွက်ကြမယ်လို့ဖော်ပြထားပါတယ်။မူရင်းအစည်းအဝေးမှာတိုးချဲ့အာမခံချက်လို့သုံးထုံးထားတာကိုရှုပ်ထွေးလို့အခုတော့ပိုရှင်းလင်းတဲ့နေတိုးပုံမှန်ငါနဲ့ဆင်တူတဲ့အာမခံချက်ကိုတိုက်ရိုက်ပေးလိုက်တာဖြစ်ပါတယ်။ဒီလိုအစည်းအဝေးမျိုးကိုရုရှားကဘယ်တော့မှသဘောတူမှာမဟုတ်ဘူးလို့ပြောဆိုမှုတွေရှိပေမဲ့ရုရှားအနေနဲ့ဆွေးနွေးညှိနှိုင်းခြင်းရင်လာရောက်ဆွေးနွေးဖို့လမ်းဖွင့်ပေးထားပါတယ်။ဒါပေမဲ့လည်းရုရှားကောင်းဆောင်ပူတင်ကတော့ လက်ရှိမှာဆွေးနွေးဖို့စိတ်ဝင်စားပဲယူကရိန်းကိုလက်နက်ချအရှုံးပေးသေးချင်တာပဲဖြစ်ပါတယ်။ဒီငိမ့်ငယ်ရေးစီစဉ်ကိုရုတ်တရက်ရေးဆွဲခဲ့သူတွေထဲမှာ Steve Witkoff နဲ့သူ့ရဲ့ Russia မိဖက် Dmitry Brod ပါဝင်တယ်လို့သိရပြီးအခုနောက်ဆုံးထပ်သိရတဲ့အချက်ကတော့ Tamara Trent ရဲ့တမတ်ဖြစ်သူ Jared Kushner လည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။ဒါဟာ Russia Ukraine စစ်ပွဲမှာသူပါဝင်ပတ်သက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Tamara Trent ကိုယ်တိုင်ကလည်းအသေးစိတ်အချက်လက်တွေအားလုံးကိုနောက်ဆုံးမိနစ်ထိမတွေ့ခဲ့ရပါပဲ။ ဒီအစီအစဉ်ကိုသူ့ရဲ့ခွင့်ပြုချက်တော့ပေးခဲ့ပါတယ်။ဒီအချက်လက်တွေဟာ Bloomberg သတင်းဌာနရဲ့စောင်းမားကနေထွက်ပေါ်လာတာဖြစ်လို့အိမ်ပြူတော်ကတရားဝင်အတည်ပြုတာတော့မရှိသေးပါဘူး။ဒါပေမဲ့ Dimitri ပါဝင်ဒါလိုမျိုးအသေးစိတ်အချက်လက်တချို့ဟာအမှန်ဖြစ်တယ်လို့တော့သိရပါတယ်။ဥရောပရဲ့တံပြန်အဆိုပြုချက်ပေါ်ထွက်လာပြီးတဲ့နောက်မှာရုရှားမီဒီယာတွေနဲ့ Dimitri လိုပုံကိုယ်တွေကမပြောမရှင်းဖြစ်ခဲ့ကြပါဗျ။ Dimitri ကယူကရိန်းကသူ့ကိုယ်သူပို့ပြီးကာဝင်နိုင်စမ်းရှိလာတာဟာ ဥရောပရဲ့အဓိကအလိုချင်ဆုံးအချက်ဖြစ်နေတယ်လို့ပြောခဲ့ပါတယ်။စကားမဆက်ဒီဒီမီထရီဆိုသူဟာယူကရိန်းမှာမွေးခဲ့ပေမဲ့ရုရှားရဲ့တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကိုစီမံခန့်ခွဲဖို့အတွက်ပူတင်ဘက်ကရက်တည်ပြီးအမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုလည်းခံထားရသူဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်နေချိန်မှာပဲတမနာထရန့်ကလည်းစစ်ပွဲနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တစောင်ထုတ်ခဲ့ပါတယ်။သူကဒီစစ်ပွဲဟာမဖြစ်သင့်တဲ့စစ်ပွဲကိုအမွေဆက်ခံရခြင်းဖြစ်ပြီးလူတိုင်းအတွက်ရှုံးနိမ့်မှုဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်ယူကရိန်းကအကူအညီအတွက်ကျေးဇူးတင်စကားမပြောဘူးလို့ဝေဖန်ခဲ့ပြီးဥရောပကရုရှားစီကနေရေနံဆက်ဝယ်နေတယ်ဆိုပြီးတော့အပြစ်တင်ခံခဲ့ပါတယ်။ဒီနေရာမှာဥရောပမှာရုရှားရေနံအများဆုံးဝယ်သူတွေကတအုပ်ဖြစ်တဲ့ဟန်ဂရီကိုအမေရိကန်ကခြွင်းချက်ပေးထားတာကိုလည်းသတိပြုသင့်ပါတယ်။သမ္မတထရန့်ရဲ့ထုတ်ပြန်ချက်အပြီးမှာတော့ယူကရိန်းသမ္မတဇယ်လန်စကီကလည်းချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒီစစ်ပွဲကိုစတင်ခဲ့ပြီးတော့အဆုံးသတ်ဖို့ငြင်းဆန်နေတာဟာရုရှားတနိုင်ငံနဲ့သာဖြစ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်။ ဇလန်စကီးကယူကရိန်းဟာအမေရိကန်အမေရိကန်နှလုံးသားတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး Javelins လို့လက်နက်အကူအညီတွေပေးခဲ့တဲ့တမနာထရန့်ကိုယ်တိုင်ကိုလည်းကျေးဇူးတင်ကြောင်းအထူးဖော်ပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ထောက်ပံ့မှုဆက်လက်ထိန်းသိမ်းထားဖို့အရေးကြီးတောင်းလဲတောင်းဆိုခဲ့ပါတယ်။ယူကရိန်းဆိုရဟာပူတင်ကလက်မှတ်ထိုးထားတဲ့ဘယ်စာရွက်ကူမှမယုံတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့2022ခုနှစ်မှာပူတင်ဟာငြိမ်းချမ်းရေးသဘောတူညီချက်တွေအားလုံးကိုဖျက်သိမ်းပြီးယူကရိန်းကိုကျူးကျော်ဖို့စူးစမ်းခဲ့လို့ပါပဲ။ ဒါကြောင့်ယူကရိန်းအတွက်တင့်လျော်ရေးလုံခြုံရေးအာမခံချက်တွေရဖို့ဟာအလွန်အရေးကြီးပါတယ်။ဒီလိုအာမခံချက်တွေနဲ့အမျိုးသားအကျိုးစီးပွားတွေကိုထည့်သွင်းစဉ်းစားဖို့အတွက်အမေရိကန်နဲ့ယူကရိန်းတို့ဟာမနေ့ကဆွစ်ဇာလန်မှာတနေကုန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ဆွေးနွေးပွဲတွေပြီးသွားတဲ့အခါနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။သူပြောတာကတော့ဒီဆွေးနွေးပွဲရဲ့ရည်မှန်းချက်ဖြစ်တဲ့အချက်28ချက်ကိုယူပြီးဖြည့်ရှင်းရမယ့်အချက်တွေကိုရှော့ချနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။ရူဘီယိုက ဒီနေ့ဟာဒီကိစ္စနဲ့ပတ်သက်ပြီးပါဝင်လှုပ်ဆောင်မှုတစ်လျှောက်လုံးမှာအအောင်မြင်ဆုံးနေ့ဖြစ်ပါတယ်လို့ပြောခဲ့ပေမဲ့အလုပ်တွေကြံရှိနေသေးတာကြောင့်အောင်ပွဲခံဖို့မဖြစ်သေးဘူးလို့တတိပေးခဲ့ပါတယ်။သူ့ရဲ့အဓိကကြီးမန်းချက်ကတော့ဒီစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ပါ။ဘာဖြစ်လို့လဲဆိုတော့ဆွေးနွေးပွဲပြီးဆုံးတဲ့အထိလူတွေပိုသေးဆုံးနေအောင်မှာဖြစ်ပါတယ်။ဒီသတင်းတစ်ခုလုံးကိုဖော်ပြရမှာတခါတလေစိတ်ပျက်စရာဖြစ်စေတာကတော့ရူဘီယိုပြောသလို လူတွေသေဆုံးနေရတဲ့ကိစ္စပါပဲ။အဲ့ဒီသေဆုံးမှုတွေအားလုံးအတွက်တာဝန်ရှိတဲ့နိုင်ငံတနေနိုင်ငံရှိပြီး ဲ့ဒီနိုင်ငံကတော့ရုရှားပါပဲကျူးကျော်မှုကိုစတင်ခဲ့တာရုရှားဖြစ်ပါတယ်နိုင်ငံတိုင်းဝန်ကြီးရူဘီယိုဟာငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းဖို့ကြိုးစားနေတာကြောင့်ရုရှားကိုလူသိရှင်ကြားဝေဖန်ဖို့မဖြစ်နိုင်ပေမဲ့တခြားလူတိုင်းကတော့ဒီစစ်ပွဲကိုဘယ်သူစတင်ခဲ့လဲဆိုတာမှတ်မိနေဖို့အရေးကြီးပါတယ်ဆွစ်ဇာလန်မှာတနေကုန်ဆွေးနွေးပွဲတွေပြီးသွားတဲ့အခါယူကရိန်းနဲ့အမေရိကန်တို့ဟာပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ယူကရိန်းကိုယ်စားလှယ်တွေကသူတို့ရဲ့လုံခြုံရေးကာကွယ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာစိုးရိမ်မှုတွေအလုံးကိုဒီအစည်းအဝေးမှာဖြေရှင်းပြီးသားဖြစ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်။ဒါအပြင်သူတို့ဟာယူကရိန်းရဲ့မျိုးသားအကျိုးစီးပွားတွေကိုထင်ဟပ်စေပြီးတင့်လျော်တဲ့လုံခြုံရေးအာမခံချက်တွေပေးမဲ့မူကြမ်းအစ်တစ်ခုရရှိခဲ့တယ်လို့လည်းကြေညာခဲ့ပါတယ်။အမေရိကန်ဘက်ကလည်းယူကရိန်းရဲ့အချုပ်အခြာအာဏာလုံခြုံရေးနဲ့အနာဂတ်တိုးတက်မှုတို့ဟာတန်တမာရေးလုပ်ငန်းစဉ်ရဲ့အဓိကအာရုံစိုက်ရာအဖြစ်ရှိနေစေဖို့သူတို့ရဲ့ကတိကိုကိုထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ချက်မျိုးဟာမူလစတင်ခဲ့တဲ့ရှုပ်ထွေးတဲ့အခြေအနေကိုထည့်သွင်းစဉ်းစားရင် အပြူသဘောဆောင်တဲ့အဆင့်တစ်ခုဖြစ်ပါတယ်။မူကြမ်းအသစ်မှာဘာတွေပါဝင်လဲဆိုတဲ့အသေးစိတ်ကိုတော့မကြခင် ပုံမူသိရှိရဖို့ညွှန်လင်းရပါတယ်။ဒီအချက်လက်တွေကနေမြင်ရတာကတော့ယူကရိန်းတွင်ငြိမ်းချမ်းရေးကိုဥတီတဲ့လမ်းကြောင်းဟာခက်ခဲကြမ်းတမ်းပေမဲ့တိုးတက်မှုတွေရှိနေပါတယ်။ယူကရိန်းကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်အရသူတို့ရဲ့အမျိုးသားလုံခြုံရေးအချုပ်အခြာအာဏာနဲ့အနာဂတ်ရည်ရည်ဆိုင်ရာအဓိကစိုးရိမ်မှုတွေဟာ ဒီဆွေးနွေးပွဲမှာအလေးထားဖြေရှင်းခံခဲ့ရပြီလို့သိရပါတယ်။ဒါဟာယူကရိန်းနိုင်ငံရဲ့အကျိုးစီးပွားကိုလှည့်လည်ရှုထားတဲ့ပုံစံမျိုးမဟုတ်ပဲဗတ်ပေါင်းစုံကလက်ခံနိုင်မဲ့တင့်ညော်တဲ့လုံခြုံရေးအာမခံချက်တွေကိုရှာဖွေနိုင်မှုအတွက်ညှော်လင့်ချက်အသစ်တစ်ခုကိုမိမောင်းထိုးပြလိုက်တာပါပဲ။ American ပြည်ထောင်စုရဲ့ခိုင်မာတဲ့ဂရီကိုဖြစ်တဲ့ယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးကိုအာရုံစိုက်နေမှုဟာဒီတမန်ရေးကြိုးပမ်းမှုဟာအစ်မန်တန်မိုးရှိတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကိုပြသနေပါဗျ။လွန်ခဲ့တဲ့ရက်သက်ပတ်တွေကရေးဆွဲခဲ့တဲ့မူကြမ်းတွေနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေအငင်းပွားမှုတွေရှိခဲ့ပေမဲ့ဆွစ်ဇာလန်ကတနေကုန်ဆွေးနွေးပွဲဟာအဲ့ဒီကွဲလွဲမှုတွေကိုရှော့ချပြီးအပြူသဘောဆောင်တဲ့အဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လည်းအနာဂတ်ဟာမရေရာမသေးကြသေးပါဘူး။အခုရရှိခဲ့တဲ့မူချမ်းအသစ်ရဲ့အသေးစိတ်အချက်အလက်တွေဟာအမှန်တကယ်ပဲဒေတာရင်းကိုတည်ငြိမ်စေမလား။ရုရှားရဲ့ရည်ရည်ချက်ကိုပြောင်းလဲစေနိုင်မလားဆိုတာကိုတော့မကြခင်မှာပိုလို့ပုံမိုရှင်းလင်းလာမှာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ကတော့လူအသက်ပေါင်းများစွာကိုဆုံးရှုံးစေခဲ့တဲ့ ဒီစစ်ပွဲကြီးအ мян ဆုံးအဆုံးတတ်နိုင်ရေးအတွက်တန်တမာရေးလှုပ်ရှားမှုတွေကိုမျှော်လင့်ချက်ကြီးကြီးနဲ့စောင့်ကြည့်နေကြပါတယ်။ကျွန်တော်တို့အားလုံးဟာဒီပြည်ပခဒေတာမှာငိမ့်ငိမ့်ငိမ့်နဲ့ဒီငိမ့်အေးချမ်းမှုပြန်လည်ရရှိလာမယ့်အနာဂတ်အခိုက်အတန့်ကိုဆက်လက်စောင့်မျှော်လင့်ကြရအောင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်။